ားလုံးပဲမင်္ဂလာပါခူမီလန်ညူကနေကြိုဆိုပါရရှင်ဒီနေ့မှာတော့ပလောဝမြို့နယ်မှာကျူးလွန်တဲ့မဒိန်မှုနဲ့တက်ဖြတ်မှုတွေကို အေအေကအရေးမယူတဲ့အပြင် ဖုံးကွယ်ဖို့ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ချင်းပြည်နယ်ပလောဝမြို့နယ်မှာကျူးလွန်တဲ့မဒိန်မှုနဲ့တက်ဖြတ်မှုတွေကိုအရခတ်တတော်အေအေကတရားခဏတွေကိုဖမ်းဆီးအရေးယူဆောင်ရွက်တာမရှိတဲ့အပြင်ဖုံးကွယ်ဖို့ကြိုးပမ်းလာတယ်လို့ဒေသခံတွေကပြောပါရယ်အေအေထိန်းချုပ်ပြီးနောက် ပလဝမြို့နယ်မှာရှစ်လအတွင်းအေအေတပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့မရေမှုတစ်ခုအပါအဝင် အမျိုးသမီးလေးဦးဟာဇက်တိုက်အရမပြုတ်ကျင့်ဇက်တိုက်အရမမရေပြုတ်ကျင့်ခံရပြီးနှစ်ဦးဟာရိုက်နှက်နှိပ်စက်တက်ဖြတ်တာခံခဲ့ရပါတယ်ထိုမရေမှုကျူးလွန်တဲ့တရားခံတွေကိုအေအေကစုံစမ်းဖမ်းဆီးအရေးယူတာဆောင်ရွက်တာမရှိတဲ့အပြင်မရေမှုတွေကို ဖုံးကွယ်ဖို့ကြိုးပမ်းလာတယ်လို့အမျိုးသမီးရေးလှုပ်ရှားတဲ့ခုမီချင်းအမျိုးသမီးတွေကဆိုပါတယ်ပလောဝမြို့နယ်မှာ အေးထိန်ချုပ်ပြီးတဲ့နောက်အမျိုးသမီး၄ဦးအရမမရင်ပြုချင်းခံရပြီးနှစ်ဦးကရိုက်နှက်နှိမ့်ဆက်တက်ပြက်ခံရတယ်။ဂျူးလုံနဲ့မရင်မှု၄ခုစလုံးကို အေးကဘယ်တစ်ခုမှစုံစမ်းဖမ်းဆီးအရေးယူတာမရှိဘူး။မရင်မှုဂျူးလုံခဲ့ရတဲ့အမျိုးသမီးတွေဘက်ကပဲဖုံးကွယ်ဖို့လှုံ့ဆော်လာရလို့ခူမီချင်းမျိုးသမီးတို့ကပြောပါရယ်။ပြီးရတဲ့ပလဝါပလဝါမျိုးနဲ့ရွှေလိုက်ပြီးကြေးရွာကအမျိုးသမီးနဲ့စမီးမျိုးကအမျိုးသမီးတို့ဟာ အရမမရင်ပြုချင်းခံရပြီးရိုင်းနဲ့နှိမ့်ဆက်တက်ဖြတ်ခံရပါတယ်။အဲ့ဒီအမျိုးသမီးနှစ်ဦးဟာရိုင်းနဲ့နှိမ့်ဆက်ထားတဲ့ဒဏ်ရာတွေမရင်ပြုချင်းခံရတဲ့လက္ခဏာတွေဓာတ်ဒဏ်ရာတွေကိုတွေ့ရှိရပေမဲ့အေက ရေနစ်တိတ်ဆုံးခဲ့တယ်ဆိုပြီးရွာသားတွေကိုမှတ်တမ်းတပ်ပုံတွေမရိုက်ခိုင်းပဲချက်ချင်းမြေမြုပ်တကြခိုင်းခဲ့ပါတယ်။အလောင်းတွေးတဲ့သူတွေရဲ့ပြောပြချက်အရနှစ်ယောက်စလုံးကမရင်ချင်းခံရပြီးရိုင်းနဲ့နှိမ့်ဆက်ခံရတဲ့ဒဏ်ရာတွေလက္ခဏာတွေတွေ့ရပါတယ်။အဲ့ဒါကိုအေကရေနစ်တိတ်ဆုံးတာဆိုပြီး ရွာသားတွေကိုချက်ချင်းပြေမြုပ်တကြူခိုင်းနေရွာသားတွေကိုတရင်ပြေမပေါက်ကြဘူးချင်းချောက်ထားတယ်ဓာတ်ပုံရိုက်ဖို့မပေးဘူးအမှန်ဆိုရွာသားတွေနဲ့ပူပေါင်းပြီးအေကတရခန်တွေကိုဖမ်းဆီးရေးယူရမယ်လေလို့ခူမီမျိုးသမီးတို့ကဆိုပါတယ်ပြီးခဲ့တဲ့အေပီလာတုန်းကလည်းအေအေယာရှိတအူးနဲ့ရဲဘော်တအူးတို့ကပလောဝမြို့နယ်စိမ့်စင်းကျေးရွာကအမျိုးသမီးတအူးကိုမရင်းကျင်ပြီးရှင်းနှစ်တက်ဖြတ်ဖို့ကြိုးပမ်းစဉ်ရောက်ကမတွေ့ရှိတာကြောင့်အသက်ပြေးမှလွတ်မြောက်ခဲ့ပါတယ်အေအေပြောခွင့်ရဥခိုင်တုခါက မီဒီယာတွေပေါ်မှာကျူးလွန်သူအေးအေးတက်ဖွဲ့ဝင်နှစ်ဦးကိုအပြစ်ပေးရေးယူဆောင်ရွက်မယ်လို့ပြောဆိုပေမဲ့အခုထိအရေးယူဆောင်ရွက်တာမရှိသေးပါဘူး။နေလာသူမျိုးသမီးဘက်ကငွေကျပ်သိန်းတရာနဲ့ကြေးအေးပေးဖို့အေးအေးရရှိတချို့ကနှစ်ကြိမ်တိတိလာရောက်ညှိနှိုင်းခဲ့ပေမဲ့မျိုးသမီးဘက်ကလက်မခံကြောင်းသိရပါဗျ။